လေစားရပါတော့ကျွန်တော်ကိုအားပေးကြတဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ37ရက်ဆယ်လ2025ညနေ4နာရီခွဲအတွက်စိုက်ကလီမဆွဲခင်ပါနော်ကျွန်တော်စီမှာမွေခင်းနဲ့ယူထားတဲ့မိတ်ဆွေများပါနော်အားမလျှော့ပါနဲ့ဦးနော်ကျွန်တော်မွေခင်းကနောက်ဆုံးနေ့မှာထွက်တတ်တယ်ပါနော်အားမလျှော့ပါနဲ့နော် နှစ်6တုံးကလည်းနောက်ဆုံးနေမှာထွက်တယ်ပြီးခဲ့ဘက်က1နှစ်မှာလည်းနောက်ဆုံးနေမှာထွက်တယ်ပေါ့နော်ကျွန်တော်ခင်ဗျာနောက်ဆုံးနေမှာကျွန်တော်မွေးခင်းတဲ့နောက်ဆုံးနေမှာထွက်များတယ်ပေါ့ဗျာနော်အဲ့တော့အားမလျှော့ပါနဲ့လို့နော်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေများကိုအားပေးချင်ပါတယ်โอเคပါ31ရက်ဆယ်လ2025ဒီကနေ့တောက်ကြနေ့နောက်ဆုံးအချိန်ညနေ4:00ခွဲအတွက် ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအကြိုက်တူရင်လည်းထိုးလို့ရအောင်ကန်ဆန်းလို့ရအောင်ကျွန်တော်မြင်ထားတွေ့ထားတဲ့ site ကလေးကိုဆွဲပြပေးမယ်နော် site အနေထားကတော့ကျွန်တော်မနေ့ကကျွန်တော်ငားလေးတင်ခဲ့တဲ့ပုံစံမျိုးပဲပေါ့နော်ငားလေးတင်ခဲ့တဲ့ပုံစံမျိုးပါပဲကျွန်တော် site ကလေးကိုစလိုက်ရအောင်ပေါ့နော်ကျွန်တော်ချစ်မိတ်ဆွေများကျွန်တော်ခုဆွဲပြပေးမယ့် site ကလေးကိုအစအနေဆုံးကြည့်ရှုပါလေ့လာပါနော်တုံးတက်ပါ site နှစ်တည်းဆိုမှထိုးပါနော် ပေါင်းစုံအစိမ်းအောင်လေးကိုကျွန်တော်ပေါင်းလိုက်မယ်အစိမ်းအောင်လေးကိုမပေါင်းခင်ဒီနေ့ထွက်တဲ့ကနေ့ကျွန်တော်ထဲဝမိဒီမနက်ထွက်တဲ့ကနေ့မှာနော် ကေဘာအခုဆင်းအောင်လေးတဲ့ဆင်းအောင်ထဲမှာရှိတဲ့ကနန်း၃လုံးကျွန်တော်ပေါင်းလိုက်မယ်။၉လေး၃ည၉လေး၃ညပေါင်းလိုက်ရင်၃နော်၃ဆိုတော့၃ဆိုပြီးတော့ယူလိုက်မယ်နော်။ဆင်းအောင်လေးက၃ရပြီနော်ဆင်းအောင်လေးက၃ရပြီ။နောက်ထပ်ပြိုင်အောင်လေး ပြာရောင်ထဲမှာရှိတဲ့ကနန်းတောင်းလုံးကိုပေါင်းမယ်ကြောင်ထဲမှာ1.5ဆိုပြီးတော့ကနန်းတောင်းလုံးရှိမယ် 7ရဲ9ရဲ5ရဲပေါင်းလိုက်ရင်73ဖြစ်ပါတယ်73ဆိုတော့အပြိုင်အောင်လေးရလဲ3ရပါပြီเนาะအဲ့တော့အပြိုင်အောင်လေးရလဲကျွန်တော်အစိမ်းအောင်လေးနဲ့တူသွားပြီပေါ့เนาะအပြိုင်အောင်ကလည်းအစိမ်းအောင်နဲ့တူသွားပြီခဏလေးเนาะခဏလေး စင်းအောင်ကတော့ပြာရောင်လည်း300ပြီဆိုတော့ပြာရောင်နဲ့အစင်းရောင်နဲ့တူသွားပြီပေါ့နော်ပြာရောင်3အစင်းရောင်3နောက်ထပ်ပန်းရောင်ပန်းရောင်လေးနဲ့ပြပေးမယ်ပန်းရောင်လေးကတော့ဒီမှာဒီအပေါ်မှာ 6နဲ့2နဲ့ရှိမယ်6နဲ့2နဲ့ရှိမယ်ဒီအောက်မှာ5ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီအပိုင်းအောင်ထဲမှာရှိတဲ့6ရဲ့2ရဲ့5ရဲ့ပေါင်းလိုက်မယ်6နဲ့2နဲ့ပေါင်းရင်8ရဲ့5နဲ့ထပ်ပေါင်းရင်73 73ဆိုတော့ကျွန်တော်အပိုင်းအောင်လေးရလဲ3ရပြီပေါ့နော်အပိုင်းအောင်လေးရလဲ3ရပြီဆိုတော့အစင်းအောင်လေးရလဲ3အပြိုင်အောင်လေးရလဲ3အပိုင်းအောင်လေးရလဲ3ဆိုပြီးတော့တူညီတဲ့ကဏ္ဍ3လုံးရပြီပေါ့နော် ကျွန်တော်မိတ်ဆွေများနားမလဲတဲ့မိတ်ဆွေများကိုနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင်အစင်းအောင်အစင်းအောင်အသုံးဖြစ်တဲ့အတွက်ကြောင့်အပြာရောင်နဲ့အပန်းရောင်ပေါင်းခြင်းဒါလည်းအသုံးဖြစ်ရမှာပေါ့နော်အဲ့လိုအဲ့ဒီတပေါ်ပါဒုတိယပင်ဆက်သွားမယ်ဒုတိယပင်ဒီမှာကိုနှလုံးရှိမယ်ဒီအောက်မှာတစ်ရှိမယ်အကူကူတစ်ကိုပေါင်းလိုက်ရင် 19ရပါတယ်ကိုကိုတစ်ကိုပေါင်တာ19ဆိုတော့9ပေါ့ဗျာနော်အဲ့စိမ့်အောင်လေးက9ရပြီစိမ့်အောင်9ရပြီဆိုတော့ကျွန်တော်တို့အပြာရောင်နဲ့အပန်းရောင်အောင်လေ9ရအောင်ကျွန်တော်တို့ကပေါင်းရမယ်ပေါ့နော်အဲ့ကျွန်တော်တို့အပြာရောင်နဲ့အပန်းရောင်အောင်9ရမရစမ်းကြည့်လိုက်အောင်ပေါင်းကြည့်လိုက်အောင်ပေါ့နော်အပြာရောင်ဒီမဲ့1ရ2ရ6ရပေါင်းမယ် တည့်ရက်နှစ်ရက်6ရက်ပေါင်းလိုက်လို့ရှိရင်9ဖြစ်ပါတယ်เนาะတည့်ရက်နှစ်ရက်6ရက်ပေါင်းရင်9ဆိုတော့ကျွန်တော်တို့အစင်းအောင်လေးနဲ့တူသွားပြီပေါ့เนาะအပြာရောင်ကအစင်းအောင်နဲ့တူသွားပြီ9 9เนาะအပြာရောင်နဲ့9အစင်းအောင်နဲ့9ပေါ့နောက်ထပ်ပိုင်းအောင်ပိုင်းအောင်ကိုဖြစ်လားမဖြစ်လားကြည့်မယ်ပိုင်းအောင်ကဒီမှာ9နဲ့6နဲ့ရှိမယ် ိုင်းအောင်9နဲ့6နဲ့ရှိမယ်ဒီအောက်မှာ8ဆိုတဲ့ကဏ္ဍရှိမယ်9ရဲ့6ရဲ့8ရဲ့ပေါင်းလိုက်ရင်ဘာရလဲဆိုတော့9နဲ့6နဲ့ပေါင်းရင်17 8နဲ့ထပ်ပေါင်းရင်19ဆိုတော့9ရပြီပေါ့နော်အဲ့တော့ပိုင်းအောင်လည်းပိုင်းအောင်ကလည်း9ဆိုတော့အစင်းအောင်လေးနဲ့တူသွားပြီပေါ့နော်ဒုတိယပင်မှာလည်းတူညီတဲ့ကဏ္ဍ3လုံးပေါ့နော်9 3လုံးရပါပြီနော်တတိယပင်ဆက်သွားမယ်တတိယပင်ကလည်း ပထမဘက်နဲ့ဒုတိယဘက်မှာပေးထားတဲ့ပုံစံလေးတိုင်းပဲပေါ့နော်ကနန်းသုံးလုံးညီအောင်ကျွန်တော်ယူမယ်ပေါ့ဗျာနော်ပထမဘက်နဲ့ဒုတိယဘက်မှာပေးတဲ့ပုံစံလေးတိုင်းပဲကျွန်တော်ဆက်ယူပြီးဒီမှာ2နဲ့1နဲ့ရှိမယ်ဒီမှာ6ရှိမယ်အဒီအစင်းအောင်ထဲမှာ2ရဲ့1ရဲ့6ရဲ့ပေါင်းလိုက်မယ်နော်အစင်းအောင်ထဲမှာရှိရဲ့2 1 6ကိုပေါင်းလိုက်ရင်6ရပါတယ်နော်6ဆိုတော့အစင်းအောင်လေးက6ရပြီ င်းရောင်က900ပြီဆိုတော့ကျွန်တော်အပြာရောင်နဲ့အပန်းရောင်ကိုလည်း900အောင်ကျွန်တော်ပေါင်ပေးရမယ်နော်အပြာရောင်နဲ့အပန်းရောင်ကိုလည်း900အောင်ပေါင်ရမယ်ကျွန်တော်အပြာရောင်လေးကြည့်မယ်အပြာရောင်ကကျွန်တော်လောလောဆယ်ဒီအပြာရောင်ထဲမှာ9နဲ့2နဲ့ရှိပါတယ်9နဲ့2နဲ့ရှိရဲ့9နဲ့2နဲ့ရှိရဲ့ဆိုတော့900အောင်ဆိုလို့ရှိရင်2ဆိုတဲ့ကဏ္ဍထဲမှာ900ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်2ဆိုတဲ့ကဏ္ဍထည့်လိုက်မယ် ။အကျွန်တော်နှစ်ဆိုတဲ့ကဏ္ဍထည့်လိုက်တဲ့အခါမှာ9နှစ်နှစ်ကိုပေါင်းလိုက်ရင်6ရပါပြီ။နော်အပြည့်အဝက6ရပြီဆိုတော့အစင်းအောင်လေးနဲ့တူသွားပြီ။စင်းအောင်လေးနဲ့တူသွားပြီနောက်ထပ်အပန်းအောင်ပန်းအောင်လေးရောပန်းအောင်လေးကိုလည်းကျွန်တော်တို့ကကိုးဖြည့်အောင် ပေါင်းပေးရမယ်အဲဒီမှာပန်းအောင်လေးက၄နဲ့၃ညနဲ့ရှိမယ် လေးနဲ့၃ညနဲ့ရှိမယ်ဒီနားမှာတော့ဘာမှမရှိသေးပေါ့ဗျာနော်အဲလေးနဲ့၃ညနဲ့ရှိပြားဆိုတော့ကျွန်ကိုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဘာကဏ္ဍထည့်ရမလဲဆိုရင်၅ဆိုတဲ့ကဏ္ဍထဲမှာကိုဖြစ်မယ်အဲကျွန်တော်၅ဆိုတဲ့ကဏ္ဍထည့်လိုက်မယ်၅ဆိုတဲ့ကဏ္ဍထည့်လိုက်တဲ့အခါမှာ 4ရယ်3ရယ်5ရယ်ပေါင်းလိုက်လို့ရှိရင်6ဖြစ်သွားပြီเนาะ6ဖြစ်သွားပြီအဲ့တော့ပိုင်းအောင်လေးကလည်း4 3 5ပေါင်းလိုက်တာ6ဖြစ်သွားပြီဆိုတော့အစင်းအောင်လေးနဲ့တူသွားပြီဗောနော်အစင်းအောင်6နဲ့တူသွားပြီအစင်းအောင်ကအစင်းအောင်အแทမှာရှိတဲ့ကဏ္ဍတုံးလုံးက116ဗောနော်116ကိုပေါင်းလိုက်တာ ကိုးရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအပြာရောင်နဲ့အပန်းရောင်ကိုလည်းကိုးရအောင်ပေါင်ပေးရပါတော့အပြာရောင်ဆိုလို့ရှိရင်ကိုးဖြစ်ဖို့နှစ်ဆိုတဲ့ကဏ္ဍထည့်ပေးရတယ်အပန်းရောင်ဆိုလို့ရှိရင်ကိုးဖြစ်ဖို့ငါးဆိုတဲ့ကဏ္ဍထည့်ပေးရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ချစ်မိတ်ဆွေအားလုံးပေါ့နော်ဒီညနေကနောက်ဆုံးညနေဆိုတော့လေတွေ့ခဲ့ရင်လေထူကြီးတက်တာမယ်မှန်ခဲ့ရင်လေ ရှုံအရှုံးမှမကြံဘူးနော်အရှုံးလဲကြည့်အမြက်လဲရအောင်ပေါ့နော်အမြက်များများရအောင်အကွက်နည်းနည်းလေးပဲကျွန်တော်တင်ပေးလိုက်မယ်နော်နောက်ထပ်ကျွန်တော် break လေးကျွန်တော်တခုပြမယ် break ကိုအညွန်ရောင်လေးနဲ့ပြပေးမယ်ညရောအကွက်ကလေးနဲ့ပြပေးမယ်ဒီမှာငါးခွန်ဒီမှာခွန်အဲ့တော့ ဒီ9ခွန်ခွန်9ပေါ့နော်ခွန်ခွန်9ကိုပေါင်းလိုက်ရင်ဘယ်လောက်ရလဲ9ပေါ့နော်ခွန်ခွန်9ကို ပေါင်းလိုက်ရင်9ဟုတ်ပြီနောက်ထပ်ဒီမှာဒုတိယပြန်ဒုတိယပြန်ဒီမှာ8နဲ့2နဲ့နော်ဒီမှာ9 8ရဲ့2ရဲ့9ရဲ့ပေါင်းလိုက်ရင်ဘာရလဲ8နဲ့9ပေါင်းရင်19 19ဆိုတော့9ပဲပေါ့နော်အပေါ်မှာလဲခွန်ခွန်9ပေါင်းတာ19ဆိုတော့9ပဲနော်ဟုတ်ပြီတတိယပြန် တတိယပြန်အောင်ကျွန်တော်ဒီမှာကျွန်တော်ထည့်ထားတဲ့ကဏ္ဍ2နဲ့9နဲ့เนาะကျွန်တော်ထည့်ထားတဲ့ကဏ္ဍ2နဲ့9နဲ့ဒီဘက်မှာဒီဘက်မှာ2ဒီဘက်မှာ2ပေါ့เนาะအဲတတိယပြန်လဲဒီ2နဲ့9ကိုပေါင်းလိုက်ရင်9ဖြစ်ပါတယ်အညိုရောင်လေးက ညူယောက်ဒီမှာ9ပေါ့နော်ပြီးရင်ဒီမှာလည်း9နော်ဒီမှာလည်း10နဲ့9ပေါ့နော်9နော်တတိယပြန်လည်းကျွန်တော်တို့ထည့်ထားတဲ့9 2 9နဲ့ဟိုဘက်ကဒီနေ့မနက်ထွက်တဲ့2တိတ်စီနဲ့ပေါင်းလိုက်တာ9ပဲပေါ့ဗျာနော်အဲ့တော့ ပရိကြရင်တော့ခွန်ပရိပေါ့ဗျာနော်နင်းငါနော်နင်းငါမနေ့ကမနေ့ကကျွန်တော်ကျွန်တော်ညနေပိုင်းမှာငါးလေးတင်ပေးခဲ့ငါးတုံးထွက်သွားတယ်ဗောနော်အခုလည်းအဲ့ဒီလိုမခံရအောင်ပေါ့ဗျာနော်နှစ်လေးရဲ့ တင်ငားရဲ့ရန်ထားအောင်နော်မြေလေးတင်ငားရန်ထားအောင်နည်းနည်းများရရအောင်ဆိုပေမဲ့ကြာပရိကရိယာလည်းကိုတုံးလုံးဆိုတော့ခွန်ပရိတ်ပေါ့နော်ဒါလည်းပရိတ်ကြရင်လည်းပရိတ်ကစားပေါ့နော်ခွန်ပရိတ်ခွန်ပရိတ်ဆိုတာကျွန်တော်ကဏ္ဍတုံးလုံးပေါင်းတာမဟုတ်ပါဘူးနော်ကဏ္ဍတုံးလုံးပေါင်းလိုက်တာမဟုတ်ဘူးသူကကြတော့အော်ကဏ္ဍတုံးလုံးပေါင်းတာပေါ့နော်ကဏ္ဍတုံးလုံးပေါင်းပေါင်းပြီးမှပရိတ်ယူလိုက်တာပေါ့နော် ရှုပ်ကုန်ရှုပ်ကုန်ကနန်တော်လုံးပေါင်းတာနော်ဥမပါအပေါ်ဆုံးမှာခွန်ခွန်ငါးကိုပေါင်းလိုက်တယ်နော်အညွေအောင်တယ်မှာခွန်ခွန်ငါးကိုပေါင်းလိုက်ရင်ကိုးမော်လားအခွန်ငါးကိုပေါင်းလိုက်ရင်ကိုးဆိုတော့ကျွန်တော်ကိုးဘရိတ်အလိုမရှိဘူးနော်ခါတိုင်းကျွန်တော်ပြတယ်လို့ခွန်ခွန်ငါးကိုပေါင်းလိုက်တာကိုးဖြစ်တဲ့အတွက်ကြောင့်ကိုးဘရိတ်အလိုမရှိတော့ဘူးနော်ဒီဒီကနန်တော်လုံး ပေါင်းလို့ရတဲ့ရလက်ကိုကျွန်တော်ကဒီဖရေယူလိုက်တာပေါ့နော်ရှင်းမရှောက်ကုန်โอเคပါကျွန်တော်ရှင်းမဆွေးအားလုံးပေါ့နော်ဒီနေ့ညနေရက်အတွက်နောက်ဆုံးချိန်ညနေ၄နာရီခွဲအတွက် site လေးကတော့ဒီလောက်ပါပဲနော်ခင်ဗျာပြောတယ်လို့ပဲအကွက်နဲ့နဲ့နဲ့မှန်ခဲ့ရင်အများများရချင်တယ်ဆိုလို့ရှိရင်တော့2-5ရက်2-4ရက် တင်ငားရပါတော့နှင်ငားကတော့အဓိကမိန်ပါဗျာအောက်ကနှစ်လီနဲ့တင်ငားကတော့မနေ့ကလိုခံရမှကြောက်လို့ကျွန်တော်အရင်ထည့်ပေးထားတာပါဗျာနော်အဲလွဲခဲ့ရင်လည်းအရှုံးတက်တာကွက်နေတော့ပါနော်ခွန်ဘရိတ်ကိုကြိုင်တော့ခွန်ဘရိတ်ရန်ထားပါဗျာနော်ဟုတ်ကဲ့ကျွန်တော်ချင်းမေဆွေအားလုံးနောက်ဆုံးအချိန်မှာကျွန်တော်ခန်းန်းလေးနဲ့ပေါက်ပြီးတော့အများများများရကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်မြတ်တယ်အများကြီးရပါစေကျွန်တော်ချင်းမေဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းရှင်းကြပါစေလုံးရင်ဆန္ဒတွေတလုံးတော့ဝါနဲ့ပြည့်စုံပြီးတော့လူတန်းပေးကန်းဆွံ့ကြနိုင်တဲ့ ုဂ္ဂိုလ်ထူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူအပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရှိရန်နေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်တဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ